ီလိုမျိုးအပြိုင်ဆိုင်အရန်များတဲ့ခေတ်ကာလတွေမှာကိုယ့်ရဲ့ထုတ်ကုန်ကိုသူများတွေကဘာကြောင့်ဝယ်ရမှာလဲပေါ့နော်နေတော့တော့အဟာရဖြစ်အောင်ကျွန်တော်စားရတယ်။ဒါပေမဲ့စားတဲ့စားတော့တွေဟာဘေးကင်းရလားကျွန်တော်တို့တကယ်လိုရရလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့တက်ရှိကျမ်းမာခြင်းကိုတိဆောက်တာဖြစ်ပါတယ်။ဆိုတော့အဓိကက plant based ဖြစ်လာရတဲ့အဲဒီ background လေးနည်းနည်းအားကြတော့ဘယ်လိုလဲဆိုတော့ the technology is needed there their knowledge is very much important ဟုတ်ကဲ့စားတော့ကုန်တစ်ခုဈေးကွက်ထဲကိုအောင်အောင်မြင်မြင်နဲ့ရောက်ရှိဖို့ဆိုရင်တော့ကျမကအချက်၃ချက်အရေးကြီးတယ်လို့ပြောချင်ပါတယ်။နံပါတ်၁ကတော့ safe ပေါ့။စားတော့ကုန်ကိုထုတ်လုပ်ပြီးဆိုကြတဲ့ကောင်ကဘေးကင်းဖို့ကအရေးကြီးတယ်လေ။အဲ့တော့ safe ဖြစ်ဖို့ကတော့နံပါတ်၁ပါ။နံပါတ်၂ကတော့ seen လို့ကျမကပြောချင်ပါတယ်။ seen ဆိုတာကသူများကကိုယ့်ရဲ့ပစ္စည်းကိုမြင်အောင်ပေါ့။မြင်အောင်လို့ပြောတော့ကိုယ့်ပစ္စည်းကိုကဘယ်လိုဈေးကွက်ထဲကိုဟိုရောက်အောင်ပို့မှလဲ။ဒီလိုမျိုးအပြိုင်ဆိုင်အရန်များတဲ့ခေတ်ကာလတွေမှာကိုယ့်ရဲ့ထုတ်ကုန်ကိုသူများတွေက ဘာကြောင့်ဝယ်ရမှာလဲပေါ့နော်ဒီ unique ဖြစ်ဖို့ပေါ့သူများနဲ့မတူတဲ့ကိုယ့်ရဲ့ story ကိုယ့်ရဲ့ selling point အဲ့လိုဟာတွေဘာတွေရှိတယ်လဲပြီးရင်ကိုယ့်ကိုယ့်ရဲ့ပစ္စည်းကိုသူများတကစိတ်ဝင်စားအောင်ဘယ်လိုပြောပြမှာလဲအဲ့ဒါနံပါတ်1ပါပြီးတော့နံပါတ်3အနေနဲ့ပြောမယ်ဆိုရင်တော့ scale လို့ပြောချင်ပါတယ်ဘာလဲဆိုတော့လုပ်ငန်းလောကမှာအများကြီးကြုံမှုကြလိမ့်မယ်လို့ထင်ပါတယ်ဥပမာစားတောက်ဆိုင်ဒီဇိုင်းပဲဖြစ်ဖြစ်ပေါ့နော်ထုတ်ကုန်တစ်ခုပဲဖြစ်ဖြစ်ချက်ချင်းကြီးပေါက်သွားတယ်ရန်နာမည်ကြီးသွားပြီဆိုရင် तू ကအခက်အခဲနှစ်ခုဖြစ်လာတယ် နံပါတ်၁က order တွေကအရန်တက်တယ်လုံလုံလောက်အောင်မထုတ်နိုင်အောင်အဲ့တော့လုံလောက်အောင်မထုတ်နိုင်လို့ရှိရင် तू ကဆုံးဖြတ်ရမှာ၄ရှိလာတယ်ဥပမာရအောင်ထုတ်ပေးမယ်ဆိုရင် quality ဘက်ကကျသွားတာမျိုးဖြစ်နိုင်တယ်အဲ့လိုမဟုတ်လို့ရအောင်မထုတ်နိုင်မြန်ဘူးဆိုလို့ရှိရင်လည်းခုနကရနိုင်တဲ့ opportunity ကိုလက်လွတ်သွားမယ်အဲ့တော့ကိုကစပြီးတော့ထုတ်ကုန်ကိုဈေးကွက်ထဲကိုပင်သွင်းတော့ပင်ပို့တော့ဈေးကွက်ထဲကိုရောက်တော့မယ်အဲပြီးရင် marketing ကြီးကြီးမားမားလုပ်တော့မယ်ဆိုရင်ကိုယ့်ဘက်က scale လုပ်ဖို့အတွက်စနစ်တစ်ခုအဆင်သင့်ဖြစ်နေဖို့လည်းလိုတယ်အဲ့ဒါမှ order တက်လာရင်တက်လာသလောက်ကိုယ့်ဘက်ကနေပြီးတော့နိုင်နိုင်နင်းနင်းနဲ့အရေးသွေးမကြဘဲနဲ့ပံ့ပိုးနိုင်တယ်အဲ့တော့စားသောက်ကုန်တကူဈေးကွက်ထဲကိုအောင်အောင်မြင်မြင်ရောက်ဖို့ဆိုရင်ဒီမှာကတော့ဒီစကလုံးသုံးလုံးနဲ့ပြောချင်ပါတယ်နံပါတ်1က save နံပါတ်2ကတော့ seen ကိုပစ္စည်းကိုသူများမြင်အောင်ပြောတတ်ရမယ်လိုချင်အောင်ဝယ်ချင်အောင် ပုံပေါ်တတ်ရမယ်ပြီးရင်နံပါတ်3ကတော့ order တွေအများကြီးရလာတဲ့အခါကျရင်တကယ် quality မကျစေဘဲနဲ့ အပြည့်အဝပေးသွင်းနိုင်ဖို့အတွက် scalable ဖြစ်ရမယ်လို့ပြောချင်ပါတယ်။စားတောက်ကုန်တစ်ခုကိုဘေးအန္တရာယ်လဲကင်းကျင်တယ်။အနံ့အရသာအရေးအသွေးလဲမပြောင်းလဲကျင်ဘူးဆိုတဲ့အခါဘယ်အချက်တွေကိုထည့်ပြီးတော့စဉ်းစားရမလဲ။ဥပမာဆိုပါတော့စားတောက်ကုန်တစ်ခုကရေရှည်ခံမှုအတွက်ဆိုရင်သူ့ကိုအပူပေးပြီးတော့အထဲမှာပါတဲ့ဘက်တီးရီးယားတွေတေးအောင်တိုက်ရမယ်ဆိုပါတော့ဒါဆိုရင် အဲကြကြာခံမှုအတွက်ဆိုရင်သူ့ကိုအပူချိန်ခက်မြင့်မြင့်မှာ အပူပေးရမယ်ပိုးသိအောင်တတ်ရမယ်တကယ်လို့အဲ့ဒီလိုပိုးသိအောင်တက်ရင်းနဲ့ဒီအပူချိန်မြင့်မြင့်မှာ အာဟာရတန်ဖိုးတွေညော့သွားမလားပြီးလို့ရှိရင်သူ့ရဲ့အနက်အရသာတွေပြောင်းသွားမလားဆိုတာတွေလည်းစဉ်းစားရတယ်။ဥပမာဆိုပါတော့တစ်တီး ချော်ရည်တစ်ခုကိုတတိအစ်စ်ကနေထုတ်ထားတဲ့ချော်ရည်တစ်ခုကိုကြကြခံအောင်လုပ်တော့မယ်ဆိုရင်အဲ့ဒီတတိဖြော်ရည်ကိုအပူပေးပိုးတက်လိုက်တဲ့အခါမှာတတိရဲ့အနံ့အရသာအပြောင်းလဲသွားတယ်လို့မျိုးပေါ့နော်။ဒါကြောင့်မေးလိုက်တဲ့မေးခွန်းကမှန်ပါတယ်။တခါတည်းရံမှာ food safety နဲ့အဲ quality သို့မဟုတ်သူ့ရဲ့ထုတ်ကုန်ထဲမှာပါဝင်တဲ့အာဟာရတန်ဖိုးတွေဒါတွေကိုဒီနှစ်ခုမှာနှစ်ခုစလုံးကိုကိုကြိုက်တယ်လို့အကောင်းဆုံးရအောင်မလုပ်နိုင်ပဲနဲ့တစ်ခုနဲ့တစ်ခု optimum condition တခုကိုရှာဖွေဖို့လိုတဲ့အခါတွေလည်းရှိကောင်းရှိနိုင်ပါတယ်။အဲဒီတော့ကိုကထုတ်ကုန်ထုတ်တဲ့အခါကျရင်ထုတ်လို့သူကပြက်ပြက်တသားရှိဖို့လိုအပ်ပါတယ်။ဒီထုတ်ကုန်မှာ safety ကဦးစားပေးမှလား safety လို့ပြောတဲ့အခါမှာသူ့ရဲ့တက်တန်းပေါ့နော်၃လခန်းတဲ့တက်တန်းကိုထုတ်မှလားတနှစ်ခန်းတဲ့တက်တန်းပစ္စည်းကိုထုတ်မှလားဒီ၃လခန်းတဲ့ပစ္စည်းနဲ့တနှစ်ခန်းတဲ့ပစ္စည်းရဲ့ သူတို့ကိုပိုးတည့်အောင်လုပ်ရတဲ့နီလန်းတွေကလည်းကွာခြားနိုင်တယ်။အဲ့လိုလုံလိုက်တဲ့အခါမှာအထဲမှာပြောင်းလဲသွားတဲ့အာဟာရတန်ဖိုးနဲ့အရေသွေးတွေကလည်းကွာခြားနိုင်တယ်ဆိုတာကိုစိတ်ထဲမှာမှတ်ထားပြီးတော့မှတခါတရံမှာ food safety နဲ့ quality နဲ့ဟာအာ optimum condition ရှာရတယ်ဆိုတာလေးကိုလည်းအရေးကြီးတဲ့အချက်လေးနေနဲ့ပြောပြခြင်းပါတယ်။ ဟုတ်အာကျွန်တော် taste window magazine ကိုကျေးဇူးတင်ပါတယ်ပွဲကိုလာရောက်ပြီးတော့တင်ရယူပြီးပေါ့နော်။ဘာလို့ဆိုတော့ဒီလိုပွဲမျိုးကတော်ရုံမီဒီယာတွေစိတ်ဝင်စားကြပါအောင်ကျွန်တော်ဒါပေမဲ့လူသားရင်းအတွက်အစားတော့ကအရေးကြီးပါတယ်။နေတိုင်းကျွန်တော်တို့မဖြစ်မနေစားနေရပါဘူး။အဲ့ဒီအတွက်ကျွန်တော်တို့တွေကောင်းနိုင်လည်းရှိရဆိုးနိုင်လည်းရှိရပေါ့နော်။အနည်းဆုံးတော့အာဟာရဖြစ်အောင်ကျွန်တော်စားရတယ်။ဒါပေမဲ့စားတဲ့အစားတော့တွေဟာဘေးကင်းရလားကျွန်တော်တို့တကယ်လိုရလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ရဲ့တက်ရှိကျမ်းမာခြင်းကိုတိဆောက်တာဖြစ်ပါတယ်။ အဲ့တော့ဒီဘက်ခက်က trend ကကျွန်တော်တို့ကဒီ social media တွေရဲ့ trend ပေါ့နော်အဲ့တော့ဒီ influencer တွေရဲ့ trend ကကျွန်တော်တို့အရန်ကိုတက်လာတာပေါ့ပစ္စည်းတစ်ခုကြော်ညာမယ်ဆိုရင် influencer ကိုသုံးရတယ် influencer တွေကျွန်တော်တို့ဒီပွဲတွေတက်ပြီးတော့သတင်းရယူပေးကြတယ်စသည်အဖြစ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ food blogger ပေါ့အစားအသောက်တွေကိုစားသုံးပြတဲ့ food blogger တွေအနေနဲ့ကျွန်တော်တို့ဒီစားခြင်းစီဖြစ်အောင်ဆွဲဆောင်နိုင်တာ ကောင်းပါတယ်ဒီလုပ်ငန်းတွေကိုလည်းကျွန်တော်တို့ကူညီရောက်ပါတယ်ဒါပေမဲ့ကိုစားနေတဲ့အစားတောက်တွေပေါ့နော်အဲ့အစားတောက်တွေဟာဘလို့ကျွန်တော်တို့ကြီးစုပြီးတော့ဘေးအန္တရာယ်ကင်းရှင်းအောင်စားသုံးသူအနေနဲ့ကြီးစုစစ်ဆေးတဲ့ထုတ်လုပ်သူအနေနဲ့လည်းဘလို့ဘေးအန္တရာယ်ကင်းအောင်ထုတ်လုပ်တဲ့တယ်ဒါတွေကိုလည်းနည်းနည်းမိမောင်းထုတ်ပြဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့စားတောက်ဆိုတာကုန်ကျန်းလာတာပါကုန်ကျန်းဆိုတာလည်းကျွန်တော်တို့စိုက်ပျိုးရလာတာအဲ့တော့ကျွန်တော်တို့ကဒီ circular economy လို့ခေါ်တဲ့ food system ရဲ့စက်ဝိုင်းထဲမှာရှိနေတဲ့စိုက်ပျိုးသူတွေတိုးလောင်သူကုသရောင်းဝယ်သူ ထုတ်လုပ်သူချက်ပြုတ်သူ စားသုံးသူပေါ့နော်ဒီအားလုံးအတွက်ကိုကျွန်တော်တို့အစားအသောက်တွေဟာဘေးကနေကင်းရှင်းကြအောင်ဟာရနဲ့ပြည့်ဝကြအောင်ခန္ဓာကိုယ်မှာတကယ်လိုအပ်ကြအောင်ကိုပါကျွန်တော်တို့ food blogger တွေဟာနည်းနည်းလေးတော့မိမောင်းထိုးပြပြီးတော့ပြောစီခြင်းပါတယ် အဲကျွန်တော်ကကြော်ညာဒရိုက်တာအဖြစ်ရပ်တည်ခဲ့တာ25နှစ်ရှိပါပြီကျွန်တော်ဒီ food industry ကိုစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ကျွန်တော်အခုဆိုရင်3နှစ်4နှစ်လောက်ရှိပါပြီ food industry ကိုကျွန်တော်နိုင်တဲ့အပိုင်းအနေပြီးဝင်ရောက်လေ့လာပြီးလက်ရှိလဲကျွန်တော်ဒီ food innovation nutrition health program မှာကျွန်တော် PhD တက်နေပါတယ်အဲ့တော့ကျွန်တော်တို့ကနိုင်ငံတိုင်းနိုင်ငံတိုင်းမှာလူမျိုးတိုင်းရဲ့အကြိုက်ပြီးတော့ရင်းချင်းမှုကနေပြီးတော့ ျွန်တော်တို့ drive လုပ်ထားတဲ့အစားအသောက်တွေရှိပါတယ်မြန်မာနိုင်ငံမှာလည်းရှိပါတယ်ကျွန်တော်တို့အခုထိုင်းမှာအနေများပါတယ်ဒါပေမဲ့ထိုင်းစားသောက်ယဉ်ကျေးမှုနဲ့မြန်မာစားသောက်ယဉ်ကျေးမှုနဲ့လည်းမတူပါဘူးတကယ်တမ်းလေ့လာကြည့်လိုက်ရင်လေဒါကြောင့်မို့လို့လေကျွန်တော်တို့ထိုင်းမှာနေပြီးတော့မြန်မာစားစာကိုကျွန်တော်တို့တောင်းတကြတယ်မြန်မာပြည်ပြန်လာရင်ကိုကြိုက်တာကိုစားကြတယ်ပေါ့နော်အဲ့တော့ကိုကဒီအစ်စ်ထုတ်လို့ဖို့ဆိုလို့ရှိရင်ကိုနိုင်ငံကိုလိုမျိုးကိုယဉ်ကျေးမှုကိုဘာသာရေးနဲ့ကိုက်ညီတဲ့အစားအသောက်ကို ထုတ်လို့လို့ပါတယ်ဒါမှလည်းပဲ ီစီးပွားရေးအရာလေးရရှိရပ်တည်လို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီအစားအသောက်တွေဟာပြည်နယ်ကင်းရှင်းဖို့အာဟာရပြည့်ဝဖို့ထုတ်လုပ်တဲ့နေရာမှာကောစားသုံးတဲ့နေရာမှာကိုကျွန်တော်တို့ရေရှည်တည်တံ့ခိုင်နေဖို့ပေါ့နော်ကျွန်တော် UNSCG ကိုတွေလူတွေပြောနေကြတာပေါ့အဲ့ဒီမှာကျွန်တော်တို့အများကြီးရှိတာပေါ့18ခုလောက်ရှိတယ်ဒါပေမဲ့2030 2030တာဂက်ကိုရောက်ဖို့ကတော့ကျွန်တော်တို့လူတွေကိုယ်တိုင်အဲ့ဒါကိုပြုပြင်ပြောင်းလဲဖို့လိုပါတ အဲ့ဒီအတွက်ကျွန်တော်တို့ကဒီ marketing လုပ်တဲ့နေရာမှာ marketing ဆိုတာလေကျွန်တော်တို့က ethical marketing ဆိုတာရှိပါတယ်ကျင့်ဝတ်ညီစွာ marketing လုပ်ခြင်းပေါ့နော်ဆိုတော့ဒီလိုအစားအသောက်တွေကို marketing လုပ်တဲ့အခါမှာကျွန်တော်တို့ကကျင့်ဝတ်ညီစွာအစားအသောက်ဒီဈေးကွက်ချဲ့ထွင်ဖို့ဈေးကွက်အစ်စ်တွေဖန်တီးဖို့အတွက်ကိုကျွန်တော်တို့ဒီနေ့လမ်းကြောင်းပြီးပြီးတော့ဆွေးနွေးကြမှာဖြစ်ပါတယ် ဟုတ်ကဲ့ဒီ plant based ပေါ့နော်အပြင်ကနေရတဲ့ဒီအသားလို့ခေါ်တဲ့ခုနောက်ပိုင်း plant based meat ပေါ့နော်အဲဒါမှမဟုတ်လို့ရှိရင် plant based ကရတဲ့အစားအသောက်တွေကိုအာဒီအသားစားတာများတဲ့သူတွေကတော့အရသာကိုမကြိုက်ကြဘူးပေါ့နော်အဲ့ဒါကိုကျမတို့က taste လို့ခေါ်တာပေါ့အဲ့ taste ကိုတော့သူတို့ကမကြိုက်ကြဘူးဒါကလည်းဒီ consumer တွေရဲ့စားသုံးသူတွေရဲ့သူတို့ရဲ့အာသူတို့ရဲ့ preference တွေပေါ့နော်သူတို့စားနေကြဖြစ်တဲ့အဲသူတို့မှာအချက်လက်တွေအများကြီးရှိတယ်သူတို့စားနေကြဟာကို use two ဖြစ်ပြီးသားဖြစ်တယ်အဲ့ဒါကြောင့်မလို့တို့တွေကအရသာအောင်မကြိုက်ကြဘူးပေါ့နော်ဆိုတော့အဓိကက plan base ကြီးဖြစ်လာရတဲ့အဲဒီ background လေးနည်းနည်းရကြတော့ဘယ်လိုလဲဆိုတော့အဲကျမတို့ဒီတခြား factors ကြီးအများကြီးကိုထည့်သွင်းစဉ်းစားတာပေါ့နော် environmental ဒီပတ်ဝန်းကျင်ပိုင်းဆိုင်ရာတွေပြီးလို့ရှိရင်ဒီကျမကြီးပိုင်းဆိုင်ရာတွေပေါ့နော်အဲ့ဒါဒီမှာဒီအပင်ကနေရတဲ့ protein ပေါ့နော်ပင်ကနေရတဲ့ protein တွေ fiber တက်တွေအမြင်တက်တွေပေါ့နော်ဒါတွေဟာကျမကြီးအတွက်အထောက်အကူပြုတယ်ဆိုပြီးတော့ကျမတို့ကအမ်ဒီအဲ့အချက်လက်တွေ နဲ့ plant based ကိုတစ်ဖြည်းဖြည်းနဲ့ပို့ပြီးတော့အာဒီ တွင်ကျလာအောင်လို့ပို့ပြီးတော့ promote လုပ်လာကြတာပေါ့နော်ဆိုတော့ခုနကအရသာနဲ့ပတ်သက်လို့ရှင်ကြတော့ plan base တွေရဲ့အရသာကိုအသားအနေနဲ့အရသာအတိုင်းထပ်တူကြအောင်လို့လည်းအာတီထွင်ဆန်းတက်နေကြတာဒီလည်းရှိပါတယ်အဲဒီဒါပေမဲ့ plan base ဆိုတဲ့အဓိက main ရဲ့ရည်ပဲချက်ကကြတော့အာကျမရဲ့အထောက်အကူပြု ပြီးလို့ရှင်ပတ်ဝန်းကျင်ရဲ့အထောက်အကူပြုအဲ့ကနေပြီးတော့မှလူတွေအတွက်လိုအပ်တဲ့အာဟာရတွေရရမယ်ပေါ့နော်ဆိုတော့အဲ့ဒီ concept နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့် လို့တော့အဲသူက taste နဲ့ပတ်သက်လို့ရှင်တော့ဒါကတော့အမြဲတမ်းကြိုက်တယ်သူမကြိုက်သူရှိနေအောင်မှာပဲပေါ့နော်ကျမတို့အဲ့ဒီမိကွန်းလေးကိုအဲ့လိုပဲဖြည့်ချင်ပါတယ်ဟုတ်ဟုတ် plant based products တွေလို့ပြောလို့ရှိရင်ဒီဈေးပေါ့เนาะ cost ပိုင်းရဆိုလို့ရှိရင်လူတွေကဈေးကြီးတယ်ပေါ့ဆိုတော့အဲ့ဒါကလည်းတကယ်တော့မှန်ပါတယ်အာဒီကျမတို့ဒီ international ပေါ့เนาะနိုင်ငံတကာဈေးကွက်မှာကြည့်လို့ရှိရင်လည်းဒီ plant based meat တွေ plant based တွေ products တွေကအခုဒီဈေးကြီးရပေါ့เนาะပုံမှန်အာဒါပေမဲ့ plant based ဆိုတာကအဓိကကပြောရလို့ရှိရင်တော့ကျမတို့အခုစားနေတဲ့အာအတီးအနှံနေပေါ့เนาะအတီးရွက်တွေအကုန်လုံးက plant based ပေါ့အဲနောက်ဆုံးအာကျမတို့မြေပဲပေါ့เนาะ ော်မြေပဲဆိုလို့ရှိရင်အာဟာရတန်ဖိုးတွေအများကြီးပါတယ်ကောင်းတဲ့အစီတွေပါတယ်ပြီးလို့ရှိရင်ပရိုတင်းဓာတ်တွေပါတယ်ဆိုတော့အဲ့ဒါလေကျမတို့က plant based ပဲပေါ့နော်ဆိုတော့ဒါပေမဲ့ကျမတို့ကအဲ့ဒီမြေပဲကို process လုပ်တဲ့အခါကျလို့ရှိရင်လူတွေစားသုံးမှုအတွက်အနေရကင်းတဲ့အစားအသောက်တွေဖြစ်လာဖို့ ਨੇ အရသာအရာပုံမှုပြီးတော့ကောင်းမှုမှုအတွက်ကြတော့ကျမတို့က processing method တွေထည့်ပြီးတော့သုံးရတယ်ပေါ့နော်အဲ့ချိန်မှာ additional cost တွေခုနကပြောတဲ့ cost တွေတက်တက်လာမယ်ပေါ့နော်ဆိုတော့ဒါတွေကိုလည်းတစ်ဖြည်းဖြည်းနဲ့ research တွေလုပ်ရင်းတလန့်နဲ့ innovate လုံရင်းတလန်နဲ့ market လည်းတဖြည်းဖြည်းပိုကြီးလာတဲ့အမျှဈေးကွက်ကပိုကြီးလာတာနဲ့အမျှဒီဈေး plan base နဲ့ပတ်သက်တဲ့စားတောက်ထုတ်ကုန်တွေကလည်းပိုပြီးတော့ affordable ဖြစ်လာမယ်လို့တော့မျောလင့်နေပေါ့နော်အဲဒါပေမဲ့ plan base ဆိုပြောလို့ရှိရင်ဈေးကွက်ထဲမှာရောက်နေတဲ့ထုတ်ကုန်တွေမှမဟုတ်ဘူးကျွားတော့နေတိုင်းစားနေကြဖြစ်တဲ့ tofu လို့အာဒီမြေပဲလို့အစိအစံတွေအဲဒါတွေအကုန်လုံးကလည်းကျွားတို့က plan base လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒါကိုမှ process ထပ်လုပ်လိုက်တဲ့အခါကျလို့ရှိရင်တော့ပိုပြီးတော့အရသာပိုကောင်းမွန်တဲ့ပို ပြီးတော့ကြာရှည်အထားခံနဲ့အပို့ပြီးတော့ဈေးကွက်ကိုမြတ်မြတ်ချက်ထင်နိုင်တဲ့ plan base ထုတ်ကုန်တွေဖြစ်လာတာပေါ့နော်ဆိုတော့ခုနကပြောတဲ့အကုန်ကြစရိတ်ဆိုတဲ့နေရာမှာတော့ခုနကဘယ်လိုပုံစံမျိုးတွေ process လုပ်ထားလဲဘယ်လိုအရသာတွေထူးကဲကောင်းမွန်အောင်လုပ်ထားတယ်လဲဆိုတဲ့ဟာတွေပုံမှန်မူတည်ပြီးတော့ဒီဟာကဈေးကွက်တွေကဖြစ်ဖြစ်ဈေးကွက်တွေကွာသွားတာပေါ့အဲ့ဒီမှာစီးနှုံးတွေကွာသွားတယ်လို့ကျွန်မကတော့မြင်ပါတယ် Yeah, okay. So the tea, like making a cup of tea, you need to have everything perfect. Means like the raw material, the ingredient. If your ingredient is not good, the tea will be smell and your tea will not have good taste. Then the combination when you make the tea or when you make the technology fermentation, if you don't have knowledge proper, you can't get the good quality of tea. So the, the technology is needed there. And their knowledge is very much important. Uh, how to do, like how you ferment, how long you have to be there. So that is very important as well. And then when you make a cup of tea, then you need to know that what are the combination of that which can give the bit good taste. So tea is there, but along with like you know the somebody loves um, the tea black tea or somebody loves the green tea, then somebody loves milk spice like we have Myanmar tea, similar like a. Indian Nepali type of masala tea is like that. So it's a combination. So one thing cannot make the perfect. You need to have very combination of all those things together. Okay, the tea. Tea has you know that tea is uh, we take tea as a healthy products for health point of view, especially when you make now the depending how we make because the tea contains very high quality of uh, like uh, antioxidant. We have found anti-diabetic, antibacterial compounds. So tea future is more as a medicinal values more uh, for it has been already coming as anti-aging. For the Myanmar perspective, I was talking just with my student Kin, telling that why do we not produce Myanmar kombucha? To lacking, <laughs> we find from our own Myanmar raw material, we find the good bacteria that's called probiotic we isolate, we make the powder together, and uh, we have our uh, brand as a Myanmar kombucha. That's that's my like the future. I can say that uh, if it is possible, we can make as industry. So, that's the future.